အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မောလိဝတ္တနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ30ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မောလိဝတ္တခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အထူးမောလိဝတ္တအနေနဲ့ဆိုက်ကလုန်းမုန်တိုင်းမွန်ထရာပြီးနောက်ဆုံးရမောလိဝတ္တအခြေအနေများနဲ့မုန်တိုင်းလက်ကျန်မူကြီးခြင်းကြောင့်မြေကြီးကြီးချင်းအန္တရာယ်သတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့ မော်တိုင်းမိုးသက်ထန်စွာရောက်သွင်းခြင်းကြောင့်မြေကြီးချင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးများကိုပြောပြပေးသောမှာဖြစ်ပါရခင်ဗျာ။ယနေ့30လ2025ရက်နေ့နနေ့6နာရီခွဲချိန်တိုင်းထွန်ချက်မြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနာမြေကြီးဟာမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါရယ်။မြေကြီးနာမြေရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့34.3ဒီဂရီဆယ်စီယံနဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့27.5ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာ။မြေကြီးနာမြေကြီးဟာဆိုရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန် 910စင်တီမီတာ26ဘီခွဲခန့်အလိုမှာရောက်ရှိနေပါတယ်။ ERI မြစ်ထပ်ပိုင်းမှာမိုးအနှဲငယ်ရှိနေပါမယ်။ရပန်ရန်ခါအရာရီမြေဆုံထပ်ပိုင်းမှာနေရာကွက်ရေမိုးသက်ထန်စွာရောက်သွင်းခြင်းများကြောင့်မြေကျင်းသားမြေကြာဆင်းနေရာမှာပြတ်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေမှာဖြစ်ပါတယ်။သခိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစုံဒေသများနဲ့အရာရီမြေအထက်ပိုင်းမေခမလီခမြောင်းဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။အရာရီမြို့တစ်လျှောက်နဲ့ချင်းတွင်းမြို့တစ်လျှောက်မြေကမ်းနီမြေနိဒေသများနဲ့မြေလူကျွတ်များမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူကြီးများနဲ့ ရေလုံသားများအယောင်ရီမြကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာခန်းဒီမြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မောက်ကန်ထက်ကြသွားပါတယ်မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်လေးလက်မောက်ကန်ထက်ကြသွားပါတယ်ချင်းတွင်းမြေအတက်ကျပုံမှန်အနေထားကမှရှိနေပါမယ်ထူးကန်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းဒီ homeland ဖောင်းပြေမော်လိုက်တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် ကလေးဝမင်းကင်ကန်နီနဲ့မုံရွာမျိုးတို့ရဲ့မြေးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီးအရာရီမြေးအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ဗမောရွှေကူကတာထိကျိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြို့မြေးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မြင်းမူပခုတ်ကူညောင်ဦး၆နဲ့မင်းမူးမျိုးတို့ရဲ့မြေးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မကွင်းအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အရာရီမြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြင်းညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရအရှိတ်ဘက်မှရွေးရှားလာသောလေဝေလိုင်းရင်အချိန်ကြောင့်၎င်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေထုမငြိမ်မသက်မှုများဖြစ်လာနိုင်ခြင်းကြောင့်၎င်း31ရက်ဆယ်လ2025ရက်နေ့မှ9ရက်17လ2025ရက်နေ့အတွင်းသခိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစစ်စစ်မှနေရာအနှံပြမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်တို့ဖြစ်ပါ၍မိုးသက်ထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးဖြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျခြင်းလျှက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေတာများရှိကုန်းမြစ်ဒေတာအနည်းတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငှက်ချောင်းကများအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးတော့မိုးလီဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နိုင်စင်မိုးလီဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်မှာတိမ်ထူထပ်နေပြီးဘင်္ဂလားပင်လယ်အော်မှာတိမ်နေငံမှာတိမ်အသင့်တွေဖြစ်ထွန်းနေပါတယ်။ဒီကနေ့မနေ့ထိကမ်ပန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတိမ်အသင့်တွေဖြစ်ထွန်းပါမယ်။တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာအနှံ့ပြားအရောက်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရရာနှုံးပြည်ဖြစ်ပါတယ်။ဒီကနေ့မိုးနယ်ချိန်ထိကမ်ပန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ခရီးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိမ်အထစ်တွေဖြစ်ထွန်းပါမယ်။တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာအနှံ့ပြားပြည်အောင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးတချုံကြွားပါမယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါရခင်ဗျာ။မိုးဒိန်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးဒိန်တောင်ဖြစ်ထွန်းမှုအောက်ကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းကျတဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချုပ်ပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်တယ်မြို့ကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်ရန်ကုန်မြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ဗန္ဒလေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်ပဲခူးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်မကွေးမြို့မှာတိမ်အစ်တင့်ဖြစ်ထုံးပါမယ်။ဟ ோம் လင်းမြို့မှာတိမ်အစ်တင့်ဖြစ်ထုံးပါမယ်။မုံရွာမြို့မှာတိမ်အစ်တင့်ဖြစ်ထုံးပါမယ်။ ပသိမ်မြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မြကြီးနားမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။လိုက်ကော်မြို့မှာတိန်သိမ့်တင်ဖြစ်ထုံးပါမယ်။ဖန်အမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။အောက်ခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။လာရှုံမြို့မှာတိန်သိမ့်တင်ဖြစ်ထုံးပါမယ်။တောင်ကြီးမြို့မှာတိန်သိမ့်တင်ဖြစ်ထုံးပါမယ်။ကျိုင်းတုံမြို့မှာတိန်သိမ့်တင်ဖြစ်ထုံးပါမယ်ခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာတော့မြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတစ်ခါတရံမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းသစ်တွေမှာလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းလေဟာတနအိကို25မိုင်မှမိုင်30တိတိုက်ခတ်နိုင်ပါတယ်။လှိုင်းပြင်မှာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပင်မှ9ပင်ခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။ ။နေပြည်တော်နဲ့အနီးတစ်အတွက်မင်းပြန်မိုးတဲ့ချိန်ဒီခံမှန်ချက်ကတော့နေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ရွာရံရံနှုံး60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်အတွက်မင်းပြန်မိုးတဲ့ချိန်ဒီခံမှန်ချက်ကတော့နေရာကွက်ကြားမိုးတချုံရွာပါမယ်။ရွာရံရံနှုံးမြစ်ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်အတွက်မင်းပြန်မိုးတဲ့ချိန်ဒီခံမှန်ချက်ကတော့နေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ရွာရံရံနှုံး60ဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့မကွေးတိုင်းနေသားကြီးအတွက်အော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများ ဘင်္ဂလားပင်လယ်အော်မှာဆိုင်ကလုန်းမုန်တိုင်းမွန်ထရာဟာအော်တိုဘာလ28ရက်နေ့ညမှာအိန္ဒိယနိုင်ငံအန်တာပရဒိရှ်ကမ်းခြေကိုဖျက်ချဝင်ရောက်ပြီးကုန်းတွင်းလေပြားနဲ့ရဝန်းကုန်းတွင်းလေဝေလိုက်အဖြစ်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားကာနိုဝင်ဘာလ2ရက်နေ့မှာဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းအထိဆက်လက်ရွေ့ရှားနိုင်ကြောင်း ECMWF မော်ဒယ်မှခမ်းမန်းလမ်းကြောင်းမှာတွေ့ရှိရပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှဗီယက်နမ်နိုင်ငံတောင်ဘက်ကန်ဒီပင်လယ်မှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာနောက်ဘက်သို့ဆက်လက်ရွေ့လျားလာပြီးအော်တိုဘာလ30ရက်နေ့မှာထိုင်းပင်လယ်ကွေ့အတွင်းကိုရောက်ရှိလာပြီ အနောက်ဘက်သို့ဆက်လက်ရွေ့ရှားကာတနင်္လာနေ့တိုင်းမြေမြုပ်တောင်ဘက်မှဖြတ်တန်းပြီးကပလီပင်လယ်ပြင်သို့အော်တိုဘာလ31ရက်နေ့မှာဝင်ရောက်လာနိုင်ပါတယ်။ကပလီပင်လယ်ပြင်မှတစ်ဆင့်အနောက်နောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးနောက်နိုဝင်ဘာလ1ရက်နေ့နေ့လယ်ပိုင်းမှာဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းပင်လယ်ပြင်ကိုကုတ်ကုန်းကျောင်းနဲ့မော်ဒင်ဇုံကြားမှဖြတ်တန်းပြီးရွေ့ရှားဝင်ရောက်လာနိုင်ပါတယ်။ဆိုင်ကလုန်းမုန်တိုင်းမွန်ထရာရဲ့အကျွမ်းကြံများနဲ့ဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းသို့ဝင်ရောက်လာတဲ့လေဝေလိုင်းတို့ရဲ့တက်ရောက်မှုများကြောင့် အော်တိုဝါလာ30ရက်နေ့ညမှစတင်နိုဝင်ဘာလပထမပတ်ကုန်ဆုံးသည့်အထိမြန်မာနိုင်ငံအနှံ့ပြားမှာမိုးနှဲငယ်မှာမိုးအထစ်တင်ထစ်ချုံရွာနိုင်ပြီးနေရာကွက်ရီမိုးတဲထန်နိုင်ပါတယ်။အိုက်ကွန်မော်ရယ်ကြိုတင်ခံမှန်းချက်များအရရခိုင်ပြည်နယ်အရာရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာခုနှစ်အတွင်းမိုးရေချိန်နှစ်လက်မှမှလေးလက်မှအထိရွာသွန်းရရှိနိုင်ပြီးအထက်ပါတိုင်းဒေသကြီးများအတွင်နေရာကွက်ရီမိုးတဲထန်စွာရွာသွန်းခြင်းများရှိနိုင်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်များကတော့မကွေးတိုင်းမြောက်ပိုင်းကံကောပခုတ်ခုဒေသများမှာမိုးရွာသွန်းမှုအများဆုံးဖြစ်နိုင်ပြီးခုနှစ်အတွင်းမိုးရီချိန်၃လက်မမှ၄လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးအလဲပိုင်းမြေပြန့်ဒေသများမကွေးနယ်မြင်းဘူးမြို့အနီးဝန်းကျင်ဒေသများမှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးခုနှစ်အတွင်းမိုးရီချိန်၂လက်မမှ၃လက်မအထိရွာသွန်းရရှိနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးတောင်ပိုင်းမင်းတုံးနဲ့တောင်တွင်းကြီးဒေသများမှာမိုးရီချိန်အနည်းဆုံး9ရက်အတွင်း မိုးရင်ချင်းနှစ်လက်မအောင်တစ်လက်မအထက်ရွာသွန်းရရှိနိုင်ပါမယ်။အပူချိန်လေတိုင်းတို့လေတုစုတိုင်းသားနဲ့လေတုညဉ့်ညက်မှုအခြေအနေများကတော့ယခုတစ်ပတ်အတွင်းမကွေးတိုင်းရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့34ဒီဂရီဆဲလ်ဆီယပ်နဲ့အနည်းဆုံးညအပူချိန်ကတော့23ဒီဂရီဆဲလ်ဆီယပ်ရှိနိုင်ပြီးနိုဝင်ဘာလ၄ရက်နေ့မှစတင်၍နေ့အပူချိန်များတည်တည်တသာကျဆင်းလာနိုင်ပါတယ်။မကွေးမြို့၊ပွင့်ဖြူမြို့၊ဆင်ဖြူကျူးမြို့၊စိတ်ဖြူမြို့၊ဆက်လင်းမြို့၊ကျောင်းတော်ရာတက်နှင့်အောင်သာမြို့နဲ့မင်းမှုမြို့နယ်များမှာ အော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ1ရက်နေ့အတွင်းခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆဲလ်စီယပ်မှ40ဒီဂရီဆဲလ်စီယပ်အထိရှိနိုင်ပါတယ်။မကွေးတိုင်းအလဲပိုင်းမြို့နယ်များရဲ့လေထုစုတိုင်းစား90ရာခိုင်နှုန်းရှိနိုင်ပြီးတောင်ကုန်းထူတက်တဲ့ဒေသများအေရီမြေကမ်းနီးဒေသများမှာလေထုစုတိုင်းစား60ရာခိုင်နှုန်းခန့်ရှိပါမယ်။မကွေးတိုင်းဒေသကြီးအားလုံးမှာညပိုင်းနဲ့မနေ့အစောပိုင်းတွေမှာလေထုစုတိုင်းစားအများဆုံး80ရာခိုင်နှုန်းခန့်ရှိနေနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးရဲ့ဖြန့်ပြလေထုညဉ့်ဉန်းမှုအညွန်ကိန်း80ကနေ100အထိ အသင့်တင်မှရှိနိုင်ပြီးအနေရရှိတဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်စရာမရှိနိုင်ပါဘူးခင်ဗျာမကွေးတိုင်းဒေသကြီးအတွင်း AGY ကင်းကနားများဟာရခိုင်တပတ်တဲ့မြင့်တက်လာတာကိုတွေ့ရှိရတဲ့အတွက်တောင်ရမီးရှို့ခြင်းနဲ့ရိုးပြံများမီးရှို့ခြင်းတို့ကိုလျှော့ချသင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ